မြန်မာနိုင်ငံအနေနဲ့အခုရက်ပိုင်းမှာဖန်ရှင်မှုန်တိုင်းနဲ့လီဘီယာနဲ့ရဝန်းချာရောက်ရှိနေပြီးတက်ရောက်မှုတွေရှိလာနိုင်တယ်လို့ဝိုးလီဝတ်သားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။အရှင်မိုင်းအားထားရာနဝရက် ောင်တရုတ်ပင်လယ်ပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်းဖန်ရှန်နဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရနဲ့ရေဝန်အရှိန်တို့ကြောင့်မြန်မာနိုင်ငံဒေသအချို့မှာတော့နေရကွက်ချားမိုးထစ်ချုံရွာအောင်မှာဖြစ်ပါတယ်။အောက်တိုဘာလ23ရက်နေ့ဒီနေ့ညနေထိခံမှန်းချက်ကတော့ ARD တိုင်းစင်မီနယ်တို့မှာနေရစိတ်စိတ်နေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်း စကိုင်းတိုင်းအောက်ပိုင်းတနင်္လာရီတိုင်းရခိုင်နဲ့ရှမ်းမြောက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာသွန်းမှုရှိပါတယ်။ထူးခြားချက်အနေနဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်း function ဟာအပူပိုင်းမုန်တိုင်း function ဖြစ်သူ အားလျော့သွားခဲ့ကဗီယက်နမ်နိုင်ငံအနီးပင်လယ်ပြင်ကိုဟိုးပြူတိုက်ခတ်နေမှာဖြစ်ပါတယ်။အားကောင်းတဲ့လေပြင်းတဲ့ရဝန်းဟာလည်းနောက်မြောက်ဖက်သို့ဆက်လက်ရွေ့ရှာနိုင်ပြီးနောက်24နာရီအတွင်းလေပြင်းတဲ့ရဝန်းအဖြစ်သို့အားလျော့သွားဖို့ရှိရလို့လည်းဆိုပါတယ်။အောက်တိုဘာလ25ရက်မှာတော့နောက်ထပ်လေပြင်းတဲ့ရဝန်းအသစ်ဖြစ်ပေါ်လာနိုင်တယ်လို့လည်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ နောက်နှစ်အတွက်ခံမှန်းချက်အနေနဲ့နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းတနင်္လာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်တယ်လို့လည်းသိရပါဗျ။ခုနှစ်ရက်တာအတွင်းမြန်မာနိုင်ငံကံယူရန်ဒေသတွေဖြစ်တဲ့ရခိုင်ကံယူရန်နဲ့အေယာဝတီကံယူရန်ဒေသတွေမှာမိုးရေချိန်အများဆုံးရွာသွန်းနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်းနဲ့လယ်ပိုင်းဒေသတွေဖြစ်တဲ့မွန်ပြည်နယ်တနင်္လာရီတိုင်းအကိုးတိုင်းချင်းပြည်နယ်တို့မှာမိုးသစ်နဲ့ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်ဒီအပြင်မိုးနဲ့ရေရှာဒေသတွေဖြစ်တဲ့စကိုင်းတိုင်းနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာလည်းမိုးအနေဆုံးရွာသွန်းနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအနေနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းအေရဝတီတိုင်းနဲ့ငွေတိုင်းတို့မှာမိုးတိမ်အောင်ဖြစ်ထွန်းမှုတွေအားကောင်းလျက်ရှိပြီးအဲ့ဒီမိုးတိမ်အောင်တွေရွေးရှားရာတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ပစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးသီးကျခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။